အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကိုတိုင်ပဲဖြစ်ပါရယ်ဗျာဒီနေ့မှတော့လက်ထဲမှာငွေပြည့်နေတဲ့မိတ်ဆွေများအတွက်ပတ်စံရင်တွေကိုငွေလေးရောက်လာစေမယ်ငွေခေါ်ရကြလေးတစ်ခုနဲ့အမြောက်ပေးမှဖြစ်ပါရယ်ဗျာကိုယ့်ရဲ့ပတ်စံရင်တွေကိုငွေလေးရောက်လာစေမယ်ငွေကြေးအဆင့်ပြေလာစေမယ်ထူးခြားတဲ့ထူးခြားတဲ့ရကြလေးတစ်ခုပဲဖြစ်ပါရယ်ဗျာအဲ့တော့ရမ်းလွဲပါတယ်ကျွန်တော်တွေပထမဆုံးကိုယ့်ရဲ့ပတ်စံအိတ်တိတ်လိုမယ်ကိုယ်ကိုင်တဲ့ပတ်စံအိတ်တိတ်လိုမယ်ကိုယ်ကိုင်တဲ့ပတ်စံအိတ်တိတ်လေးကိုကျွန်တော်တို့တွေဟိုအပိတ်လေးရှင်အပိတ်တွေဖွင့်မယ်ဇစ်တွေဖွင့်ပြီးတော့ဒီကာတာကိုရွတ်မယ် ဩံတဗိဝနာခယခပင်ဒုက္ခိဩံပူဇာဇာဩံတဗိဝနာခယခပင်ဒုက္ခိဩံပူဇာဇာဩံတဗိဝနာခယခပင်ဒုက္ခိဩံပူဇာဇာဆိုပြီးခါရာကိုကောက်ရွတ်မယ်ခါရာကိုကောက်ရွတ်ပြီးဆိုလို့ရှိရင်အဲ့ပတ်စံရင်လေးကိုကျွန်တော်တို့ခုံမမတင်ထားမယ်ပြီးလို့ရှိရင်ခုံမတင်ပြီးတော့ဖန်ခွက်တစ်ခွက်လိုမယ်ဖန်ခွက်တစ်ခွက်ကိုအဲ့ပတ်စံပုံမှာတင်လိုက်မယ်ဖန်ခွက်ထဲကိုရေတဝက်ထည့်မယ်ပြီးရင်စားနှင်းငယ်ထည့်မယ်စားနှင်းငယ်ထည့်ပြီးတော့ကျွန်တော်တို့အိမ်မှာရှိတဲ့ ခရင်နော်ဇွန်းနဲ့ခရင်နဲ့ရှိတယ်ဇွန်းဇွန်းနဲ့သုံးလို့မရဘူးခရင်ကိုသုံးမယ်ခရင်ကိုသုံးပြီးတော့ကျွန်တော်တို့တွေအေးကျွန်တော်တို့ခရင်နဲ့အဲ့ဆားနဲ့ရေနဲ့ထည့်တဲ့တော့မှုေးနေမယ်မှုေးပြီးတော့ကလောင်ကလောင်ကောက်အတန်တွေကြားနေရလေဟုတ်အဲ့အတန်လေးကိုအချောင်းပြုတ်ပြီးတော့ကျွန်တော်တို့ကငွေတွေထပ်ခေါ်မယ်အဲ့တော့ပစံတေးကိုငွေတွေရောက်လာပါစေ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  မြန်မာလိုပဲခေါ်မယ်เนาะငွေလေရောက်ပါစေငွေလေငွေလေတင်းချင်ရပါစေငွေလေတင်းချင်ရပါစေငွေလေတင်းချင်ရပါစေလူတန်းနိုင်ပါစေပေါ့အဲ့တော့အစင်းပြေတခေါ်ပေါ့เนาะငွေလေတင်းချင်ရပါစေလူတန်းနိုင်ပါစေမှုေလဲမှုေခေါ်လဲခေါ်အတန်လေးကျွန်တော်တွေမှုေလဲတဲ့ခါမှာအတန်လေးအတန်လေးတတန်ထွက်လာလိမ့်မယ်အဲ့အတန်လေးကိုအကြောင်းပြုပြီးတော့ကျွန်တော်တို့ဆူတောင်းတာဖြစ်ပါတယ်မှုေလဲမှုေဆူလဲဆူတောင်းမှုေလဲဆူတောင်းမှုေလဲဆူတောင်းမှုေလဲဆူတောင်းလိုက်ဒီဟာလေးကိုမနေ့တစ်ကြိမ်နေ့လည်းတစ်ကြိမ်ညနေတစ်ကြိမ်မှုေနေမှာဖြစ်ပါတယ် အဲ့တော့မှုပြီးပြီဆိုတာနဲ့ကိုယ်ပစံကိုပြန်ယူပြီးတော့ပြန်သုံးလို့ရပြီအဲ့တော့ပြီးပြီဆိုတာနဲ့တခါကျွန်တော်တို့တွေအဲ့ပစံလို့ပြန်ထားမယ်အဲ့ကျွန်တော်တွေအဲ့ပစံရောဖန်ခွဲအောင်မှထားမယ်ပေါ့နော်ဖန်ခွဲအောင်မှထားမယ်ထားပြီးတော့အဲ့အဲ့အထက်မှာရှိတဲ့စားနဲ့ရေနဲ့ထည့်တာတော့မှုရင်းနေမယ်ကြောက်မှုရင်းနေမှာဆိုတော့ကျွန်တော်တို့ဒီဒီဖန်ခွဲတဲ့ရေထည့်တာတော့တာအပြည့်ချိန်တော့မထည့်နဲ့ပေါ့နော်နည်းနည်းမပြည့်တပြည့်တဝက်ကျော်လောက်ထည့်ပြီးတော့မှုရင်းနေပါမှုရင်းပြီးတော့မြန်မာလိုစုတောင်းလို့ရတယ်ဒါလေးပဲဒီနှစ်ခုလောက်လိုက်ရုံနဲ့ကျွန်တော်တို့တွေ ျွန်တော်ပတ်စံရေးထဲပေါ့နော်ငွေတွေရောက်လာစရာရောက်လာအကြောင်းတွေဖြစ်လာစေတယ်ပတ်စံရေးတွေဖောင်းလာစေတယ်အဲ့တော့ပတ်စံရေးတွေဖောင်းပြီဆိုတော့ငွေတွေဝင်ပြီပေါ့ဗျာနော်အဲ့တော့ကျွန်တော်တို့တွေဒီဟာလေးလှုပ်ချင်ရပြင်ငွေကြေးလဲဆင်းပြေးတယ်လက်ထဲ30ငွေပြတ်တယ်မိတ်ဆွေများဒီကြေးတရားဆင်းလေးလှုပ်လို့ရပါတယ်ဗျအရန်ဆင်းပြေးတယ်နော်လွယ်လဲလွယ်ယူလဲယူရှင်းပါတယ်ဗျကျွန်တော်အရင်ဗီဒီယိုမှာတော့ငွေခေါ်ပတ်စံရေးနဲ့ငွေခေါ်ဖျောင်းနဲ့ထုံးနှီးတော့မြောက်ပေးခဲ့တယ်ဒါပေမဲ့ခုကနွေရည်ဆိုတော့အရန်ပူတော့ထုံးအပ်ပြရတာမီးထင်းလေးကြောက်လို့ပေါ့နော်ကျွန်တော်ဒါကြောင့်မို့ကျွန်တော်ဒီ အစီရင်လေးပြောင်းပြီးတော့ဗောနော်အစီရင်လေးဟိုအစီရင်လေးဒီရာသီဥတုနဲ့လိုက်နဲ့လိုက်ဖက်မဲ့အစီရင်လေးကိုပြန်လည်ပြီးမြောက်ပေးတာဖြစ်ပါတယ်ဗျကဲကျွန်တော်မိတ်ဆွေခုနသားသမီးနဲ့အားလုံးလည်းငွေကြေးအစီရင်ပြီးတော့လူတန်းတွေလည်းလုံနိုင်ကြပါစေဗျအစီရင်လေး line square နေပြီးအပိတ်ခဲ့ပါအောင်ဗျအားလုံးကျူးတင်ပါတယ်အစီအမပြေတာလေးလော့တက်လေးခက်ခက်ရှိရင်လည်းမေးကြလို့ရပါတယ်ဗျာ